မင်္ဂလာပါလို့ဦးစွာပဏာမနှုတ်ဆက်တာပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ BRS Channel ကနေပြန်လည်ကြိုဆိုပါတယ်ဒီဇလန်းမှာကချီတဲ့တရေတကောင်ကကေနာရဲ့စိတ်အာယုံထဲမှာအမြဲမြင်တွေ့နေရတတ်ပြီးပထမတော့အိမ်မက်ထဲမှာပါနောက်တော့အပြင်လောကမှာပါအမတ်မထင်တွေ့လာရပါတယ်ဘာလို့ဒီကချီတဲ့တရေကို မြင်တွေ့နေရလဲဆိုတာကေနာလည်းမသိပါဘူး "तू မမကြာခဏ၆လခံနေရတဲ့ကချီတဲ့အမျိုးသမီးဟာ သူမနဲ့ဘလို့ရိဆက်ဆက်နေတယ်လဲဆိုတာကိုစက်ကြည့်လိုက်ကြရအောင်ပါ။ကေနာဟာသူမအတွက်စိတ်နေတဲ့နေရာတစ်ခုကို ရောက်ရှိနေပြီးညအမောင်ထဲမှာလမ်းအတိုင်းဆက်သွားနေရင်သူမဘယ်ကိုရောက်နေလဲဆိုတာကိုလည်းနားမလည်နိုင်ဖြစ်နေတာပါ။ဒီအချိန်မှာပဲမိတွေကပိတ်လိုက်ဖွင့်လိုက်ဖြစ်လာပြီးတချင်းတန်တစ်ခုကိုကြားလိုက်ရကအတန်ကြားရဘက်ကိုသွားအကြည့်မှာပဲကချီတဲ့အမျိုးသမီးတူကနေတာကို မြင်လိုက်ရပါတယ်။သူမကြည့်နေရင်းမှာပဲတပြေးပြေးလှဲ့လာကား ကြောက်စရာမျက်နှာကြီးဖြစ်နေလို့ထိတ်လန့်ပြီးထွက်အပြေးသူရှိကိုမမဲအကောင်ကြီးတကောင်ကဝုန်းစိုးရောက်လာလို့អော်ချလိုက်တာ ਨੇ တကယ်မဟုတ်ပဲအိမ်မက်ဖြစ်နေပြီးနိုးလာခဲ့ပါတယ်သူမနိုးလာတဲ့အထိထိတ်လန့်စိတ်ကမပြောင်းသေးပါဘူးကဲနာကတီတိကိန်ဒီဆိုတဲ့အမျိုးသမီးအဆောင်မှာနေထိုင်တဲ့ចောင်းသူတယောက်ပါအိမ်မက်ကနေနိုးလာတော့ရေဘူးနဲ့ရေသွားခတ်တဲ့အချိန်အားလုံးကတိတ်ဆိတ်နေပြီ ရေကခန်းကြီးမှာချွတ်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 အတန်တွေကိုလည်းကြားနေရပြန်ပါတယ်။တကားဝမှာလည်းအရေးအမဲကြီးတစ်ခုကဖြတ်သွားသေးတာပါ။ကင်းနာလည်းအထိတ်တလန့်နဲ့ပဲရေခတ်နေချင်းနောက်ကနေတငယ်ချင်းအာယုကရောက်လာလို့ထိတ်လန့်သွားရပြီ။အာယုကိုမြင်တော့မှစိတ်အေးသွားရပါတယ်။အာယုကလည်းသူ့မကိုမွေးနေ့ surprise ပြုလုပ်ပေးနေတာပါ။အဲ့ဒီနောက်မှာတော့တငယ်ချင်းနှစ်ယောက်စကားအတူထိုင်ပြောကြရင်ကင်းနာရဲ့ရီးစားကတငယ်ချင်းဖြစ်သူနဲ့ပါသွားတာကြောင့်အသေးကွေးနေပြီး ခန်းစားချက်တွေပြောင်းဆုံးနေလို့အကကိုလည်းစိတ်မဝင်စားဖြစ်နေချိန်ပေါ့သူတို့အဆောင်မှာလည်းပြန်တဲ့လူတွေကပြန်ကုန်ပြီးအခန်းတော်တော်များများကပိတ်ထားတယ်လို့အာယူကပြောနေကဒီနေ့အဆောင်က တိတ်ဆိတ်လွန်းနေတာကြောင့်ကင်နာကသူ့ရဲ့အင်ကိုမပြန်ပြစ်ဘူးဆိုရင်လေသူမနဲ့အတူသူ့ရဲ့ရွာကိုလိုက်ခဲ့ဖို့ခေါ်နေပါတယ်အာယူတို့ရဲ့ရွာကကဲလာဝန်တွင်ဖြစ်ပြီးကင်နာကလည်းရွာရဲ့နမည်ကိုကြားဖို့သူလိုပဲလို့ဆိုတော့ဟိုးအရင်တုန်းကဆိုရင်ကချီသေးတွေအများကြီးမွေးထုတ်ပေးခဲ့တဲ့နေရာတစ်ခုပါ ဒါပေမဲ့အခုတော့ရှားပါသွားပြီလို့ဆိုပါတယ်။စကားပြောရင်ကေနာရဲ့ရည်စားအကြောင်းကိုပြောမိသွားလို့ထားသွားတဲ့အခါမှာသူနဲ့လက်ဆောင်ပစ္စည်းတွေဝယ်ဖို့မနှက်ဖြန်ကြရင်လိုက်ခဲ့ပေးဖို့တောင်းဆိုလိုက်ပါတယ်။ဒီလိုနဲ့အခန်းထဲမှာကေနာတယောက်တည်းရှိနေချင်းအင်တာနက်ကနေကေလာဝန်ကင်ရွာအကြောင်းကိုရှာဖွေကြည့်တဲ့အခါမှာရွာရဲ့အကြောင်းကစိတ်ဝင်စားဖို့ကောင်းနေပြီ။အရေးအချင်းရှိတဲ့ကချီတဲ့များစွာမွေးထုတ်ပေးခဲ့ဘူးတာကိုလည်းသိလိုက်ရတယ်လို့ရွာမှာရှိတဲ့မာယန်ပူတတိကန္တရာဆိုတဲ့ လူငယ်ကချီတဲ့တယောက်ပျောက်ဆုံးနေတာ၁၀နှစ်ရှိပြီဆိုတဲ့သတင်းကိုလည်းတွေ့လိုက်ရပါတယ်။အဲဒီနောက်မှာတော့အာယုနဲ့အတူလက်ဆောင်ပစ္စည်းတွေဝယ်ဖို့လိုက်သွားရင်စိုင်းတဲ့ဆိုင်တဲ့ကအဖွာကြီးကသူမကိုစိုက်ကြည့်နေလို့စိုင်းတဲ့ကိုဝင်သွားလိုက်ပါတယ်။စိုင်းတဲ့ကိုရောက်တော့ရှေးဟောင်းပစ္စည်းတွေရောင်းတဲ့ဆိုင်ဖြစ်ပြီးပဝါလေးတထဲကိုမြင်လို့ကောက်ယူကြည့်နေတော့မှာပဲ။အနောက်ကနေအဖွာကြီးတယောက်ကရုတ်တရက်ပေါ်လာကပဝါကသူ့ရဲ့တခင်ကိုသူ့ပဲရွေးချယ်တာလို့ဆိုကဒီပဝါရွေးချယ်ခံရတဲ့လူဟာ ထာဝရချီနှောင်ခြင်းခံရလိမ့်မယ်။ကေနာရဲ့ဇပင်ကိုလည်းထုံးပေးလိုက်ရင်ဆိုင်မှာရှိတဲ့ရွှေရောင်စတိုးလေးနဲ့ထိုးပေးလိုက်ပါလိမ့်။ကေနာလည်းသူ့ကိုပေးတာပဲဆိုပြီးထွက်သွားတဲ့အခါမှာပဲအဲ့ဒီနေရာမှာကကြီတဲ့ဝိညာဉ်ကပေါ်လာပါတယ်။ဆိုင်ထဲမှာလည်းဘသူမှရှိမနေပါဘူး။အာယုကိုလည်းသူမကိုလက်ဆောင်ပေးလိုက်တာလို့သွားပြောတဲ့အခါမှာဒဇိန်တွေပေးတာကိုမယူရဘူး။ကြောက်စရာကောင်းတယ်လို့ပြောပေမဲ့ကေနာကတော့မယုံရင်လိုက်ပြမယ်လို့ဆိုတော့ထားလိုက်ပါလို့ဆိုပြီးထွက်လာခဲ့လိုက်ကြပါတယ်။ တကယ်တော့ဆိုင်မှာလူမရှိသလိုဖွင့်လဲမထားပါဘူး။ကဲနာလဲတငယ်ချင်းရဲ့ရွာကိုလိုက်ဖို့အထုပ်အပိုးတွေပြင်နေရင်ပဝါနဲ့ဇဒိုးကိုမြင်တော့ဗီဒိုထဲမှာထည့်ပြီးတင်ခဲလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အာယုတို့ဇာတိကိုကားနဲ့အတူထွက်လာကြကရွာကအလန်းဝေးတဲ့အတွက်ရွာဘက်ကိုကားတစ်ဆင့်ထပ်စီးရမှရွာထိပ်ကိုရောက်ကြတာပါ။သူတို့ရွာထိပ်ကိုရောက်တော့မိုးတွေကလည်းတဲကြီးမဲကြီးရွာသွန်းလို့ပါပဲ။မိုးခိုတဲ့နေရာလေးကလည်းမလုံတဲ့အတွက်ဇက်သွားကြဖို့ပြင်လိုက်ချင်း ကဲနားရဲ့နားထဲမှာမိုးရေပေါက်တံတွေနဲ့အတူအကန့်တီးလုံးတံတစ်ခုကိုလည်းကြားလိုက်ရလို့နားထောင်နေချိန်မှာပဲအာယုကလန့်ခေါ်တဲ့အတွက်အမြန်ပဲနေရာကနေထွက်သွားလိုက်ကြပါတယ်အိမ်ကိုရောက်လာတော့မိုးတွေကလည်းရွှဲဆူနေကြပြီအာယုရဲ့အမေကမိုးမခိုးပဲလာကြတာလားလို့မေးနေကသူတို့ကိုလည်းကြိုးစိုးလိုက်ပြီးအဖေဖြစ်သူကထွက်လာတော့ကင်နာကိုမြင်ပြီးမျက်နှာပြတ်သွားပါတယ်ဒါပေမဲ့ကင်နာကပဲအယိုးအသီးပြေးလိုက်ပြီးအထဲကိုဝင်သွားလိုက်ကြကအာယုကလည်းသူ့မှာအရင်က အင်ကိုတငယ်ချင်းဧည့်သည်ခေါ်မလာဘူးကြောင့်နဲ့အခုမှပထမဆုံးခေါ်လာဘူးတာလို့ဆိုပါတယ်သူတို့စကားပြောနေကြချိန်မှာပဲအမေဖြစ်သူကရေချိုးဖို့အစဉ်အသင့်ဖြစ်ပြီလို့ဆိုတဲ့အတွက်ကေနာတို့လည်းရေချိုးဖို့ပြင်ကြပါတယ်အာယုအဖေကလည်းမိုးရီပါတက်စီးတွေလက်နေတဲ့အိမ်ရဲ့အပြင်ကိုစိုးရင်တဲ့အမူအရာနဲ့ငေးကြည့်နေပြီမိမဖြစ်သူကသူ့အနာကိုရောက်လာပြီးဘာဖြစ်လို့လဲလို့မေးတော့နှုတ်ဆက်ပြီးဘာမှပြန်မပြောပါဘူးကေနာကလည်းရေချိုးပြီးပြန်အထွက်မှာအခန်းတစ်ခုထဲကအတန်ကိုကြားလို့ အာယုကိုခေါ်ကြည့်တော့အတန်မကြားရပဲသူမအခန်းရဲ့အနားကိုကတ်အသွားမှာအာယုရဲ့အဖေကရုတ်တရက်အနောက်ကနေရောက်လာပြီအာယုအခန်းမဟုတ်ဘူးလို့ပြောတဲ့အတွက်အမြန်ပဲထွက်လာခဲ့လိုက်ပါတယ်ညရောက်တဲ့အခါမှာအခန်းထဲသင်ငယ်ချင်းနှစ်ယောက်စကားထိုင်ပြောကြရင်အာယုကအိပ်ပျော်သွားလို့ဖုံးသုံးဖို့ကြံတော့လေဖုံးကအားမရှိလို့အာသွင်းကျိုးရှာနေရင်းပါပဲသူမရဲ့အိတ်ထဲမှာအမမတ်ရရဗီဒူတဲကိုထည့်ခဲ့တဲ့ပေါ်ဝါနဲ့ဇဒိုးကရှိနေတာပါ သူမကိုအဖွားကြီးပြောလိုက်တာကိုလည်းပြန်ကြားရောင်ရင်စိုးရင်သွားပြီးပြန်ထည့်ထားလိုက်ကဘုံအားသွင်းဖို့လှုပ်ချိန်အခန်းထဲမှာမိုးရေတွေယိုးနေတာကိုသတိထားမိသွားပြီးအပြင်မှာရေဖုံးသွားယူနေရင်ပြတင်းတကားကလည်းလှုပ်နေလို့သေချာပိတ်ပြီးပြန်အလှဲ့မှာပဲခုံပေါ်မှာရုတ်တရက်အာယူရဲ့အဖေက ပေါ်လာလို့ထိတ်လန့်သွားပြီးရေဖုံးလာယူတာပါလို့ဆိုက အမြန်ပြေးသွားလိုက်ပါတယ်တကယ်တော့အာယူရဲ့အဖေကအိမ်ရာထဲမှာပဲရှိနေတာပါသူအိမ်နေချိန်မှာလဲအနာကိုမကောင်းဆိုးပါးတကောင်ကရောက်လာပြီး တည်ခြင်းတရားနဲ့ပဲခွဲခွာနိုင်လိမ့်မယ်လို့ဆိုတဲ့အတန်ကိုကြားလိုက်ရပြီးလန့်နိုးလာခဲ့ပါတယ်။မီးဖွင့်ပြီးထကြည့်တော့လည်းဘာမှမရှိပဲညဟာနှက်လာသလိုအပြင်မှာလည်းမိုးရွာလျှက်စည်းတွေလည်းတလက်လက်နဲ့ပါအခန်းထဲကိုမျက်လုံးဝှေ့ကြည့်လိုက်ပြီးစုံမသွားပြီဖြစ်တဲ့ညီဖြစ်သူရဲ့ဓာတ်ပုံကိုယူကြည့်မိသွားပါတယ်။ကဲနာတို့ကတော့အိတ်နေကြပါပြီ။နောက်တနေ့မနက်မှာတော့သင်ငယ်ချင်းတယောက်လမ်းလျှောက်လာကစကားပြောလာကြရင်ကဲနာရဲ့ရီးစားကကချီတဲ့နဲ့ဖောက်ပြန်သွားတာမို့သူမကအကကိုစွန့်လွတ်လိုက်တာပါ။ ရွာရဲ့အကသင်တန်းချောင်းကိုလည်းရောက်သွားကြပြီးအကသင်ပြီးတဲ့ဆီယမကြီးနဲ့လည်းမိတ်ဆက်ပေးလိုက်ကပတလာဒီပြီးတဲ့ဒီဂျိုနဲ့လည်းမိတ်ဆက်ပေးလိုက်ပါတယ်အကသင်တန်းချောင်းမှာနေကြရင်တခြားလူတွေကနေတာကိုကြည်ရင်မှပဲသူမှလည်းလိုက်ကမိသွားသေးတာပါအာယုကလည်းတတိထားမိသွားပြီး သူမအရင်ကကတက်ချောင်းအတင်းကခိုင်းတဲ့အခါမှာတော့ကလေးတွေကလည်းတောင်းဆိုတဲ့အခါမှာအရင်ကကတက်တာဖြစ်ပြီးအခုကတာတွေကိုမိတ်ကုန်ပြီးတော့ညင်းလိုက်ပါတယ်ဒီအချိန်မှာပဲတစ်ပင်ကြီးရဲ့အောက်မှာ သူမမြင်နေကြကချီတဲ့အမျိုးသမီးကိုမြင်လိုက်ရပြီထိတ်လန့်သွားတာကိုအကဆီယမ်မကြီးကလည်းတတိထားမိသွားကကလေးတွေကိုအတင်းပြန်ကခိုင်းပြီးအာယုံလွှဲလိုက်တဲ့အတွက်ပြန်ကြည့်တဲ့အခါမှာတော့ပျောက်ကွယ်သွားပါတယ်အာယုရဲ့အဖေကလည်းသူ့ရဲ့ညီဗန်ယုအကြောင်းကိုပြောနေပြီးမိမဖြစ်သူကလည်းဘသူကသူ့ရဲ့သားကောင်အဖြစ်အုံမလဲလို့ဆိုပါတယ်ဒီတော့ဗန်ယုကြောင့်ကောင်မလေးတယောက်တည်ဆုံးမှုတော်ကိုအခုထိမယုံကြည်သေးသလိုသူ့ရဲ့ညီလောက်တာမဖြစ်နိုင်လောက်ဘူးလို့ပြောနေတာပါ အာယုကလည်းဒီဂျိုးရဲ့မိဘတွေကဆုံးပါသွားပြီလို့ဆိုတာကိုလည်းပြောပြနေပေမဲ့ကေနာရဲ့အာယုတွေကသူမတွေ့ခဲ့တာတွေကိုပဲစဉ်းစားနေခဲ့တာပါ အာယုကလည်းရှင်းပြနေရင်စံမပြောတော့ပဲအိတ်သွားချင်းကေနာရဲ့အာယုတွေကအမောင်းတနေရကို ရောက်ရှိသွားပြီကာချီတဲ့တရဲမရဲ့၆လန့်တာကိုခံရတဲ့အတွက်အော်ဟစ်ထွက်ပြေးနေပြီမမဲအကောင်ကြီးတကောင်ကလည်းအနောက်ကနေလိုက်လာနေတာပါ သူမတနေရမှာဝင်ပုတ်လိုက်တဲ့အချိန် အနာကိုထပ်ပေါ်လာလို့လမ်းပြီးអော်ချလိုက်တဲ့အခါမှာပဲအိမ်မက်သာဖြစ်နေပြီလမ်းနိုးလာပါတယ်အိမ်မက်ဖြစ်နေလို့တက်ပြင်းချနိုင်လို့မရသေးပါဘူးအနာကိုကပ်ပြီးမဲမဲအကောင်ကြီးကပေါ်လာတဲ့အတွက်ပို့ပြီးထိတ်လန့်သွားပါတယ်အာယုကိုနိုးတော့လည်းမနိုးပါဘူးဒီအချိန်မှာပဲအခန်းကားကပွင့်သွားတဲ့အတွက်အပြင်ကိုထွက်လိုက်တဲ့အခါမှာတော့တချင်းတန်ကိုကြားလိုက်ရပြီး အတန်ကြားရာကိုလိုက်ရှာနေရင် သူမရဲ့အနောက်မှာမဲမဲအကောင်ကြီးကရောက်နေတာပါဒါကိုကဲနာလဲတတိမထားမိလိုက်ပါဘူးတချင်းတန်ကြားတဲ့နေရာကတကားပိတ်ထားတဲ့အခန်းထဲကဖြစ်ပြီးတကားကိုဖြွင့်ကြည့်တော့လည်းမရပါဘူးဒီတော့သူမလှည့်ထွက်သွားတော့မှတကားကပွင့်လာပါတယ်အခန်းထဲကိုပြန်ကြည့်တဲ့အခါမှာပဲအထဲကကကြည့်တဲ့တရေမောက်ကိုမြင်လိုက်ရကသူ့ကိုကြက်တီးထစရာအကြည့်နဲ့ကြည်နေတာပါကဲနာလဲအရန်ထိတ်လန့်သွားချိန်မှာပဲ ဝုံးဆိုတကားကပြန်ပိတ်ကြသွားပြီအနာကိုအာယူကရောက်လာတာကြောက်ပါပဲအာယူလည်းတကားကပြန်ပိတ်သွားတာကို မြင်လိုက်ရတာပါအဲ့ဒီနောက်မှာတော့အာယူကိုသူမအရင်အမဲကြီးကိုခဏခဏမြင်နေရကြောင်းပြောပြလိုက်တဲ့အခါမှာပဲအာယူကလည်းသူမကိုရွာကအဖြစ်အပျက်အကြောင်းကိုပြောပြလာပါတယ်သူတို့အိမ်ကပိတ်ထားတဲ့အခန်းကသူမရဲ့ဦးလေးဘန်ယူရဲ့အခန်းပါသူမရဲ့အဖေကတအိမ်သားလုံးကိုအဲ့ဒီအခန်းထဲကိုပေးမဝင်ခဲ့ပါဘူးဘန်ယူမှာအကမဲ့ကောင်မလေးတယောက်ရှိပြီး သူမရဲ့နမီကယာတစ်မာယူပါ သူမကလည်းဒီဝါမှာပဲနေတာဖြစ်ပြီးဘန်ယူတီရတာကလည်းဒီဝါကလူတွေက အရှင်လက်လက်မီးရှို့ခဲ့ကြလို့ပါပဲဒါကိုကြားတော့ကေနာလည်းအံ့ဩသွားရပြီအာယူကိုလည်းသူမအဖေကရွာကလူတွေနဲ့ပေါင်းသိမ်းတာကိုတားမြစ်ထားပြီးမြို့မှာပဲကြောင်းတက်စေးတာပါဒီဝါကလူတွေယုံကြည်ကြတာကဘန်ယူတည်ဆုံးပြီး၁၀နှစ်တကြိမ်အကမဲ့တယောက်စတိပြီးစက်တရရတယ်လို့ယုံကြည်ထားကြတာပါ ဆယ်နှစ်တကြိမ်ဇတိတဲ့အစီအရင်ပြုလုပ်တာကိုလည်းဒီဂျိုရဲ့ဦးလေးအာဒီကအိုးဆောင်ပြီးဆောင်ရွက်တာပါကေနာဖြစ်နေတာတွေနဲ့ပတ်သက်ပြီးသူ့ရဲ့ဦးလေးအာဒီနဲ့တွေ့ဖို့တိုက်တွန်းနေပြီးအာယုကလက်မခံချင်းပါဘူးအာဒီနဲ့အာယုရဲ့အဖေကမတည့်ကြလို့ပါပဲကေနာကလည်းသူဖြစ်နေတာနဲ့အခုပြောနေတာနဲ့ဘာမှပတ်သက်နေလဲလို့ဆိုပါတယ်ဒါပေမဲ့ဒီဂျိုကတော့တွေးလိုက်ပြီးသူကကာခိုင်းရင်လုံးဝမကဖို့ပြောဆိုနေတာပါ သူတို့တွေပြောနေတာတွေကိုအာဒီလည်းကြားသွားပါတယ် အာယုရဲ့အဖေကလည်းအိမ်မှာတခုခုကိုစိုးရိမ်နေပြီလက်ဖက်ရည်တောက်ဖို့လှုပ်ချိန်ခွက်ထဲကသူ့ရည်ဖြစ်နေပြီသူ့ရဲ့မျက်လုံးထဲမှာလည်းတရေတကောင်ကိုမြင်လိုက်ရလို့ထိတ်လန့်သွားကအကမဲ့ဘယ်မှာလဲလို့သူ့ကိုမေးသွားတာပါဒါပေမဲ့ဒါကိုမိမဖြစ်သူကမမြင်ရပါဘူးကေနာကလည်းတယောက်တည်းစိတ်ချောက်ချားနေပြီအိမ်မရဖြစ်နေကအိရာဘော်ကိုလဲချလိုက်တာနဲ့ယုတ်တရက်လူမရှိတဲ့ဘန်ယူရဲ့အခန်းထဲကိုရောက်သွားပါတယ်သူမလည်းအမြန်ထပြီးအခန်းပြင်ကိုထွက်ဖို့ကြိုးစားပေမဲ့ တကားကဖွင့်မရပါဘူးစေအီအီထားပါဆိုတဲ့အတန်ကိုပဲကြားလိုက်ရပါတယ်ဒီတော့အခန်းထဲကိုလိုက်ကြည့်ရင်စာရွက်တစ်ခုကိုရှာတွေ့ပြီလာနှစင်းကြက်ချင်းဝန်းညင်တစ်ခု အချစ်တစ်ခုတစ်ခုတည်းသောလက်စားချင်ချင်းလို့ရေးထားတာပါသူမဖတ်ပြီးချိန်မှာပဲကဆိုတဲ့အတန်နဲ့အတူကေနာရဲ့ခန္ဓာကိုယ်ကိုထိမ့်ချုပ်ခံလိုက်ရပြီးစတင်ကစေပါတယ်ဒီတော့အကကတာပြုံးပြုံးကြီးမကပဲအငိုးအယူရီနဲ့ကရပါတော့တယ်ထိမ့်ချုပ်ထားတာကနေလွတ်သွားလို့တက်ပြင်းချတော့မှာပဲ ရုတ်တရက်ပေါ်လာပြီးကလို့ပြောတဲ့အတွက်ထိတ်လန့်ပြီးအော်ချလိုက်တာကိုအာယူလဲကြားသွားပြီးနိုးလာကကဲနာကိုမတွေ့တဲ့အတွက်ဘန်ယူအခန်းကိုအပြေးလာပြီးဖြွင့်ကြည့်ပေမဲ့လည်းဖြွင့်မရကြပါဘူးအထဲမှာလဲကဲနာရဲ့ခန္ဓာကိုယ်တွေကိုပူးကပ်ခံသွားရပြီးအကမဲ့တယောက်လိုစတင်ကနေကလေးဘောကိုမြောက်တက်သွားပြီးကနေချိန်မှာပဲတကားကလည်းပွင့်သွားလို့အားလုံးလည်းမြင်သွားကြပါတယ်ခဏအကြာမှာပဲပြန်ထွက်သွားလို့ပြုတ်ကြသွားပါတယ်ဒီတော့အာယူကသူ့အဖေဓာတ်နဲ့ဂျားကနေပဲချက်ချင်း ဒီဂျိုစီကိုသွားပြီးအာယုကိုပြန်ပို့တော့မှဖြစ်ပြီးနေဦးလေးနဲ့ရတ္တိမာယူနဲ့ကရွာသားတွေအပေါ်မှာအညှိုးရှိတာကိုဘာလို့ကဲနာကိုထိကြိုက်တာလဲသူကဒီမှာမလုံးဂျုံတော့ဘူးလို့ပြောလိုက်ပါတယ်ဘာလို့လဲဆိုတော့အရင်ကပျောက်သွားခဲ့ဘူးတဲ့အကမဲမာယန်လိုမျိုးမဖြစ်စေချင်ဘူးလို့ဆိုပါတယ်ဒီတော့ဒီဂျိုကလည်းမျက်နာတိတ်မကောင်းတော့ပါဘူးညာရင်းချင်းပဲကေနာနဲ့အာယုတို့လည်းအိမ်ကနေချက်ချင်းထွက်လာခဲ့လိုက်ကြပါတယ်။ဒါပေမဲ့သူတို့လမ်းတနေရာကိုအရောက်မှာပဲညကလည်းမှောင်နေချင်း အနောက်ကနေအာဒီရဲ့လူတွေကဖမ်းခေါ်သွားကြပါတယ်။ကေနာပြန်နိုးလာတော့အနားမှာဒီဂျိုကိုမြင်လိုက်ရပြီးအာယုဘယ်မှာလဲလို့မေးတော့သူ့အဖေဇက်လန်အတိုင်းသူ့လှုပ်ပေးနေတာနေမှာပေါ့လို့ဆိုပါတယ်။ဒါကိုလည်းကေနာကမယုံပါဘူး။ဒီဂျိုကလည်းယုံအောင်ပြောလိုက်ပြီးဒီကေလာဝန်ကင်ရွာမှာအဖွဲနှစ်ခုရှိကြောင်းနဲ့အဲ့ဒါကအာယုရဲ့အဖေအဖွဲနဲ့ဒီဂျိုရဲ့ဦးလေးရဲ့အဖွဲပါ။အခန်းကလည်းသူ့ညီမရဲ့အခန်းဖြစ်ပြီးစိတ်အေးအေးထားဖို့ပြောတဲ့အတွက်ကေနာလည်းလက်ခံလိုက်ပါတယ်။ ဒီညပြန်ဖို့အတွက်လေစိတ်ကိုလိုက်ပို့ပေးမယ်လို့လဲဆိုပါတယ်။တကယ်တော့ဒီဂျိုနဲ့သူ့ရဲ့ဦးလေးအာဒီတို့ကပေါင်ပြီးကြံထားကြတာပါ။ဒီဂျိုကိုဦးလေးဖြစ်သူကကဲနာကိုသူတို့စီစဉ်ထားတဲ့အချိန်ကိုက်မှာအစီအရင်လောက်ရမှာကိုမှားပြီးထွက်သွားတာနဲ့ဒီဂျိုလည်းအိမ်ထဲမှာမဲမဲအကောင်ကြီးကိုမြင်လိုက်ရပါတယ်။အာယူကတော့အိမ်ကိုပြန်ရောက်နေပြီးဒဏ်ရာတွေနဲ့ပါ။သူ့ရဲ့တငယ်ချင်းဖြစ်သူကိုလည်းစိတ်ပူနေတဲ့အတွက်အဖေဖြစ်သူကလည်းသူ့ရဲ့လူတွေကိုလှုပ်ပြီးရှာခိုင်းလိုက်မယ်လို့ဆိုပါတယ်။ အာယုရဲ့အမြင်အာယုံထဲမှာသူ့အဖေကိုမကောင်းဆိုးဝါးတကောင်လို့မြင်လိုက်ရလို့ကြောက်လန့်တကြားနဲ့ထအော်မိသွားကခဏအကြာတော့မှပဲအသည့်ပြန်ဝင်လာခဲ့ပါတယ်။အဖေဖြစ်သူလည်းတမီးကိုထိကြိုက်လာပြီးမို့သူ့ညီရဲ့အုပ်ကူကိုသွားကမင်းပါလိုချင်တာလေ။မင်းကငါရဲ့ညီပါ။မင်းရဲ့တူမလေးကိုမလုပ်ပါနဲ့လို့ပြောနေရှာပါတယ်။အုပ်ကူနားမှာထိုင်ငုံနေချင်းအင်ကိုပြန်တော့လို့ဆိုတဲ့အတန်ကိုကြားလိုက်ရပါတယ်။တစ်ဖက်မှာလည်းအာဒီကအစီရင်စဖို့အတွက် ူကဥဆောင်ပြီးသူ့ရဲ့လူတွေကိုထွက်လာခဲ့ဖို့ဖိတ်ခေါ်လိုက်တာနဲ့အမောင်ရိတ်တွေတွေကနေလူအများအပြားတိုးထွက်လာကြပါတယ်။သူ့အနားကိုရောက်တာနဲ့အားလုံးကိုမီးတိုင်ကိုစီခိုင်ထားစီပြီးအစီအရင်စမှဖြစ်ပြီးအကမယ်ကိုလည်းတွေ့ထားပြီလို့ဆိုပါတယ်။တဖက်မှာလည်းကင်နာတယောက်တည်းရှိနေချင်းတချင်းတန်ကိုကြားလိုက်ရပြီးသူမှနားပိတ်ထားလည်းမရပါဘူး။သူ့ရဲ့ခြေထောက်ကိုပေါ်ဝါနဲ့လာရေးပတ်ခံလိုက်ရပြီးချက်ချင်းဆိုသလိုပဲ ကချီတဲ့တရင်မကပေါ်လာကသူမရဲ့ကိုယ်ထဲကအရာတစ်ခုကိုနှုတ်ယူလိုက်ပြီးဒီဂျိုရောက်လာတော့မှပျောက်ကွယ်သွားပါတယ်အာဒီကလည်းအစီအရင်ပြုတ်လုံနေပြီးသူ့ရဲ့သွေးကိုပါတုံးနေတာပါ ပြီးတာနဲ့အကမယ်ကိုခေါ်လာခဲ့လို့အမိန်ပေးလိုက်ပါတယ်ဒီဂျိုကလည်းအာယုအဖေရဲ့မိသားစုပုံတွေကိုပြပြီးဗန်ယူတို့မိသားစုဒီကိုရောက်လာတော့ကြွေးဝချမ်းသာခဲ့တယ်သူတို့ထွက်တဲ့တီးနံတွေကိုလည်းရွာသားတွေကိုမျှဝေပေးလိရှိတယ် တနေ့မှတော့ရွာသားတွေနေမကောင်းဖြစ်ကြပြီးတည်တဲ့လူကတေကုန်ကြတယ်။ဒီတော့ဘန်ယူတို့ပေးတဲ့ကောက်ပဲသီးနှံတွေကြောင့်ပဲလို့ဆိုပြီးရွာသားတွေကဒေါသတကြီးနဲ့ဘန်ယူကိုဖမ်းပြီးမိရှို့တတ်ပလိုက်ကြတယ်။ဒီတော့အာယူတို့အဖေရဲ့မိသားစုကလူအတိုင်းဝိုင်းနဲ့ကင်းကင်းနေကြတာပါပဲ။ဒီအဖြစ်ပြက်အပြီးမကြခင်မှာပဲဘန်ယူဆိုတဲ့တဘာဝလုံးအကောင်ကြီးပေါ်လာတာပဲလို့ဆိုပါတယ်။ဘန်ယူရဲ့ကောင်မလေးကဒီဂျိုရဲ့ညီမပါ။ဘန်ယူတည်သွားပြီးအဲ့ဒီညမှာပဲ သူမကိုသူမကျိုးဆွဲချတည်သွားတာလို့ဆိုပါတယ်။တစ်ဖက်မှာလည်းအာယုကပူကက်ခံနေရပြီးထကြွတောင်းကျနေတာကြောင့်ဘေးဖြစ်သူကရေမန်းကိုတုံးပြီးထိမ့်ချုပ်ကအပနှင်ထုတ်ပြစ်လိုက်ရပါတယ်။ပြီးတာနဲ့သူ့ရဲ့ညီဘန်ယူကြောင့်ပဲလို့ဆိုကအခန်းထဲကိုသွားပြီးရင်ဖွင့်ပါတော့တယ်။မင်းတည်ခဲ့တာကြောင့်ငါလက်စားချေချင်ခဲ့တာဒါပေမဲ့ယာတစ်ကတားထားတဲ့အတွက်သူနားထောင်ပြီးနှစ်၂၀လုံးငြိမ်နေခဲ့တာလို့ဆိုကသူ့ရဲ့သမီးလေးကိုထိခိုက်အောင်လုပ်နေတာလို့ထင်ပြီးပေါက်ကွဲကအော်ဟစ်နေပါတော့တယ်။ အာယုရဲ့အဖေလည်းဝမ်းနဲ့ဒေါသတွေနဲ့ရောပြိုးနေချိန်မှာပဲစာအုပ်တအုပ်ပြုတ်ကျလာလို့ထပြီးကြည့်လိုက်တော့ကေနာမြင်ခဲ့တဲ့စာရွက်ကိုလည်းတွေ့သွားကစာကိုဖတ်လိုက်တာနဲ့အနောက်ကနေကကြည်တဲ့တရေမားကပေါ်လာပြီးသူလက်ကြည့်တော့ပျောက်သွားပြန်ပါတယ်တစ်ဖက်မှာလည်းကေနာရှိတဲ့နေရာကိုအာဒီရဲ့လူတွေရောက်သွားတော့ဒီဂျိုးကထွက်ကြည့်ပြီးကေနာကိုလည်းသူ့ရဲ့ဦးလေးကရိုးရအစီရင်ပြုတ်လုံနေပြီးမှအကစတူဒီယိုကိုသွားကြမယ်လို့ဆိုပါတယ်အာယုကရောလို့မေးတော့ သူလည်းအဲ့ဒီမှာရှိမှာပါလို့ဆိုကခေါ်ထုတ်သွားပါတယ်။လမ်းမှာလည်းအနောက်ကနေလူတွေအများကြီးကကတ်လိုက်ပါလာလို့ကဲနာလည်းထိတ်လန့်နေပါပြီ။တပတ်မှာလည်းအာယူရဲ့အဖေကဒီလိုဖြစ်နေရတာတွေကိုနားလေသဘောပေါက်သွားခဲ့ပါပြီ။မိမဖြစ်သူကသူ့ထွက်သွားဖို့ပြင်နေတာကိုမြင်ပြီးတားလိုက်တဲ့အခါမှာပဲအဖြစ်မှန်ကိုပြောပြလိုက်ပါတယ်။ဆုံးပါသွားကြပြီဖြစ်တဲ့သူ့ရဲ့ညီဘန်ယူနဲ့ယာတစ်မာယူတို့ကလက်စားချီနိုင်ဖို့အတွက်ကဲနာကိုအတုံးချနေကြတာဖြစ်ပြီးအချိန်ကျလာပြီလို့ဆိုကား အမိကိုတောင်းပန်ပါတယ်လို့ပြောစီပြီးတယောက်တည်းအိမ်ကနေထွက်သွားပါတယ်။ကေနာလည်းဒီဂျိုတို့အဖွဲနဲ့အတူသွားနေရင်သူမတယောက်တည်းဖြစ်သွားပြီးအရင်အတိတ်ကအခြေအနေတွေကိုပြန်မြင်အောင်သွားပါတယ်။ဗန်ယူနဲ့သူ့ရဲ့ကောင်းမလေးကအတူတွဲကနေကြတာဖြစ်ပြီးသူတို့ကနေတာကိုလည်းသူမမြင်နေရတာပါ။တကယ်တော့ဗန်ယူကရာတစ်မာယူနဲ့ချစ်ကြိုက်ခဲ့တာကိုအာဒီကသဘောမကျနိုင်တာကြောင့်ပဲရာတစ်မာယူကိုလည်းရိုက်နဲ့ကျင်းမောင်းကဗန်ယူတို့မိသားစုကိုဒုက္ခရောက်အောင်အကောက်ကြံခဲ့တာ။ ်ဗန်ယူအသက်ခံရအောင်မီးထိုးပေးခဲ့သူပါဒီတော့ဗန်ယူကမကောင်းဆိုးဝါးတကောင်အဖြစ်ကလဲစားချီမာကိုကာကွယ်ဖို့အတွက်အာဒီက10နှစ်တကြိမ်အစီအရင်လောက်တာကိုရွာသားတွေရဲ့အတွက်လောက်တာပါလို့အတန်ကောင်းဟစ်ထားခဲ့တာပါပဲဒါကိုလည်းကေနာကသဘောပေါက်သွားခဲ့ပါတယ်အစီအရင်အခမ်းအနားတွေကိုခေါ်သွားတဲ့အခါမှာပဲသူ့ကိုအလဲမာထားပြီးအခမ်းအနားစမဲ့အချိန်ဒီဂျိုကလည်းသူ့မကိုစိတ်စိတ်မကြည်ရဲတော့ပါဘူးဒီအချိန်မှာပဲအာယူရဲ့အဖေကရောက်လာပြီးကေနာပြေးတော်လို့ဆိုတဲ့အတွက် တပတ်ကိုအာယုံရောက်နေချင်းကဲနာလဲအမြန်ထွက်ပြေးကတော်တဲ့ကသစ်ပင်တပင်အနားမှာပုံနေလိုက်ပါတယ်။သူမှပုံနေချိန်မှာပဲအနားကိုမဲမဲအကောင်ကြီးကရောက်လာလို့ထိတ်လန့်ပြီးអော်လိုက်တဲ့အတွက်ပြန်ဖမ်းမိသွားကြပါတယ်။ဒီတခါတော့အစီအရင်ပြုတ်လုံးမဲ့နေရာမှာကျိုးနဲ့တုံအောင်ခံထားလိုက်ရပြီးအာယူရဲ့အဖေကိုလည်းချုပ်ထားကြပါတယ်။အာဒီကိုလည်းငါတိတ်တိတ်နေပေးခဲ့တယ်။ငါမသိဘူးမြထင်နေလား။ မင်းကငါနဲ့ဗန်ယူတို့တိတ်ခါကြောက်အောင်တမင်ဆွဆွဲပြောဆိုခဲ့တယ်လူပဲဗန်ယူကမကောင်းတဲ့လူမဟုတ်ဘူးရွာသားတွေနဲ့မင်းတို့ကလေးတွေကိုကာကွယ်ပေးခဲ့တာဒီဘူထိုက်တန်တာကအာဒီပဲရွာသားတွေကိုအစိတ်ခတ်ခဲ့တာလို့အော်ဟစ်ပြောဆိုပါတော့တယ်ဒီဂျိုကိုလည်းမင်းကဘာလို့လုံးရက်တာလဲဒီချိန်စာသိနေတဲ့ရိုးရဒလေကြီးကြောင့်မင်းရဲ့အမားကိုမင်းကတေခွင်ပေးလိုက်တာပေါ့လို့ဆိုပါတယ်ဒီတော့ဒီဂျိုကလည်းစဉ်းစားသွားခဲ့ပါတယ်အာဒီကသူ့ရဲ့အကြောင်းတွေကိုဖော်ကောင်းလုံနေတဲ့အာယူရဲ့အဖေကိုဓာတ်နဲ့ထိုးပြီးအပြက်ရှင်းပြလိုက်ပါတယ် ်ဗီတာနဲ့အာဒီကသူ့ရဲ့အစီအရင်ကိုစတင်လုပ်လိုက်ပြီးဂါထာတွေစူတောင်းတာတွေကိုရွတ်ဆိုနေချိန်မှာပဲကေနာရဲ့အာယုံထဲမှာကလီဆိုတဲ့ကချီတဲ့တရေမကကခိုင်းနေတာကိုကြားလိုက်ရပြီတချိန်တည်းမှာပဲသူ့ကိုချီနှောင်ထားတဲ့ကျိုးတွေကလည်းအငွေ့ဖြစ်သွားပြီးလွတ်မြောက်သွားကယာတစ်မာယူကခဲ့တယ်လို့သူလည်းကပါတော့တယ်ယာတစ်မာယူရဲ့နေရာမှာကနေတယ်လို့နောက်ကနေလဲဗန်ယူရဲ့ပုံကပေါ်လိုက်ပြောက်လိုက်ဖြစ်နေကအာဒီကလည်းမကနဲ့လို့အမိန်ပေးနေလဲမရပါဘူး ဒီဂျိုလည်းသူ့အမကိုတတိယပြီးစိတ်ပြောင်းကဦးလေးဖြစ်သူကိုထပြီးတိုက်ခိုက်ပါတော့တယ်အပြန်အလှန်လုံးထွေးတိုက်ခိုက်ကြရင်မှပဲဒီဂျိုကလဲကြသွားကဓာစီသူကိုငုံပြီးမီးနဲ့မှုတ်ထုတ်လိုက်တာကြောင့်ဦးလေးဖြစ်သူကမီးလောင်ပြီးလဲသွားတယ်လို့အားလုံးလည်းဝယုံသုံးကားတွေဖြစ်ကုန်ကြပါတယ်တဲရီလည်းမီးလောင်သွားပြီးကေနာလည်းတတိမိနေကသူမရဲ့စိတ်ဝိညာဉ်ကတော့ဘန်ယူရိုးနဲ့တွေ့ဆုံနေတာပါမင်းကငါတို့ကိုကူညီလိုက်တာလို့ဆိုက ကနေတာကိုလည်းမရက်လိုက်ပါနဲ့လို့တောင်းဆိုသွားကြပါတယ် ီအချိန်မှာပဲခေါ်တန်ကြားလိုက်ရပြီးတတိပြန်ရလာခဲ့ပါတယ်။အာယုရဲ့အဖေကလည်းဒန်ယာအပြင်းအထန်နဲ့ဆုံးပါကန်နီးမှာပဲဘာကိုမှအခုကြောက်စရာမလိုတော့ဘူးလို့ပြောဆိုသွားသေးတာပါ။ကေနာလည်းဝမ်းနဲ့ငိုကြွေးလိုက်ပြီးအာဒီရဲ့နေရာဟာလည်းမီးလောင်ကျွမ်းသွားပါတော့တယ်။နောက်ဆုံးမှာတော့အာယုအဖေရဲ့အုပ်ကူမှာပူဆွေးဝမ်းနွဲနေကြကတကယ်တော့ဒီအမုန်းတရားရဲ့အကြောင်းရင်းခံကတော့အာဒီကယာတစ်မာယုကိုတိတ်တခုသဘောကျနေတာကြောင့်ပါပဲ။ ဘန်ယူနဲ့ယာတိမာယူကိုခွဲဖို့ရွာသားတွေကိုအသုံးချပြီးဘန်ယူကိုရှင်းပစ်ခဲ့တာပါဒီတော့နှစ်ပေါင်း20ကြာရှိတဲ့အမုန်းတရားတွေဖြစ်ပေါ်လာခဲ့တာပါပဲနောက်ဆုံးမှာကေနာဟာသူ့ပြန်ကန်နီးမှာပဝါစာလေးကိုလွတ်ပစ်လိုက်ပြီးမြို့ကိုပြန်သွားခဲ့ပါတယ်ကေနာတို့တငယ်ချင်းနှစ်ယောက်နဲ့အတူဒီဂျိုလည်းမြို့ကိုအတူလိုက်ခဲ့ပါတယ်ဒီဂျိုကလည်းကေနာကိုသဘောကျနေတာကြောင့်ပါပဲကားပေါ်မှာကေနာကအိတ်ကိုဖြွင့်ကြည့်လိုက်တဲ့အခါမှာပဲ ပဝါကရှိနေတာကိုမြင်လိုက်ရပြီးဇာလန်းလည်းပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာအဆုံးထိလိုက်ပါချီးရှူပေးတဲ့တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပြီးစိတ်ဤချမ်းသာခြင်းကိုဝီချမ်းမှာခြင်းများနဲ့အတူကတ်သုံးပါကြုံနေနိုင်ပါစေလို့ဆုတောင်းပေးရင်းဤကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ